ပြင်ဦးတွင်ကပစ24တွင်မြောက်ကိုရီးယားနှင့်တွဲဖက် ထုတ်လုပ်မည့်မဇိုင်းတုံးစီမံချက်အတွက်ညီက60ကျော်တင်ယူမင်းအောင်လိုင်း၏လူယုံမိုးမြင့်စွေကကထုတ်အရာရှိချုပ်ဖြစ်လာပြီးနောက်ညီတင်ယူမှုဖြစ်ရန်ကုန်အောက်တိုဘာ2 မန္တလေးတိုင်းပြည်ဦးရွှေမြို့နယ်ကျွဲနွားထောက်ကျေးရွာအုပ်စုရှိညေရီယာ60ဒသမ32ကျော်ကိုစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ24အတွက်သိမ်းယူလိုက်ပြီးရင်းမြေနေရာမှာမြောက်ကိုရီးယားနဲ့တွဲဘက် ထုတ်လုပ်မိမဆိုင်တုံးစီမံချက်အတွက်လာရောက်မိမြောက်ကိုရီးယားပညာရှင်များတဲခုန်နိုင်ရေးအဆောင်များဆောက်လုပ်ရန်ဖြစ်ကြောင်းခရစ်တင်ဘူကြီးစင်ယောကပြောဆိုသည်အကျန်းဖက်မင်းအောင်လိုင်း၏ လူယုံဖြစ်သောဗိုလ်ချုပ်မိုးမြင့်စွေကိုကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့်တိုးမြင့်ခံလိုက်ပြီးနောက်ပြင်ဦးလွင်မြို့နယ်ကပ္ပစ24အတွက်မြေအေက60.32ကိုစတင်သိမ်းယူလာခြင်းဖြစ်ကြောင်းပြည်သူများနေထိုင်သောရွာမြေကိုစစ်တပ်ကလက်နက်ထုတ်ဆက်ရုံအတွက်သိမ်းယူခြင်းဖြစ်ပြီးရင်းနေရာတွင်မြောက်ကိုရီးယားပညာရှင်များလာရောက်သည့်အခါတဲခိုရန်အတွက်တဲခိုဆောင်များစောင့်လုပ်ရန်ဖြစ်ကြောင်းသိရှိရသည်ပြင်ဦးလွင်အနီးစခန်းနားမှာတမ်မနီစက်ရုံရှိတယ် အဲ့ဒီတန်မဏိဆက်ယုံရဲ့နောက်မှာတင်နန်းကျောင်းလေးတစ်ခုရှိတယ်တင်နန်းကျောင်းရဲ့သူစီကျိုးရဲ့ဒီဘက်မှာကျွင်းနွားထောင်းဆိုတဲ့ရက်ကွက်ရွာလေးရှိတယ်အဲ့ဒီရွာကမြေကိုတိမ့်တဲ့အနေထားမျိုးပဲဗျမြေအေက60တိမ့်တယ်ဆိုတော့ဆက်ယုံအတွက်တော့မဟုတ်ဘူးဗျဘာဖြစ်မလဲဆိုတော့မြောက်ကိုရီးယားနဲ့အလုံးလုံးမဲ့ဆက်ယုံကပစ24ဆိုတာကတာတိုပြစ်တာလက်ပြစ်လောင်စာအခဲနဲ့ပြစ်တဲ့မဆိုင်ဆက်ယုံဒါပေမဲ့ဦးသိန်းစိန်လက်ထက်ကလေးကစပြီးတော့အနောက်နိုင်ငံတွေနဲ့ပြိပခဖြစ်မှာ အစိုးလို့ဆိုပြီးရက်လိုက်ရတာအဲ့ဒါကိုပြန်ဆမဲ့သဘောပဲဒါပေမဲ့အေက60နဲ့ကဘာမှလုပ်လို့မရဘူးမြောက်ကိုရီးယားတွေလာရင်ဂျာစကန်ဂတ်ဟောက်စ်လိုမျိုးရိတ်တာလိုမျိုးလုပ်မဲ့အနေထားမျိုးလိုပဲမှန်းဆရပါတယ်ဟုဗိုလ်ကြီးစင်ရောကပြောဆိုသည် အဆိုပါမြေသိမ်းယူမှုသည်မင်းအောင်လှိုင်လူယုံဘူကျုံမိုးမြင့်စွေစက်တင်ဘာလ23ရက်နေ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာပြီးနောက်ပထမဆုံးသိမ်းယူသောမြေသိမ်းမှုအဖြစ်မှတ်တမ်းဝင်သွားပြီးကမ္ဘာကစောင့်ကြည့်နေသောမြောက်ကိုရီးယားနှင့်ပူးပေါင်းကာလက်နက်ထုတ်လုပ်ရေးလုပ်ငန်းများပြန်လည်စတင်မိသဘောဟုဆိုနိုင်ကြောင်းစီတန်ဘူကြီးစင်ရောက်ကဆက်လက်ပြောဆိုသည်ဒီမြေသိမ်းမှုကမိုးမြင့်ဆွေလက်ထက်မှာဆဆလာချင်းရောက်ရောက်ချင်းစောင်းနေထွင်းဆိုတဲ့ပုံစံမျိုးနဲ့စပြီးတိမ့်လိုက်တာပေါ့ ပစ24ရဲ့လုပ်ငန်းမြောက်ကိုရီးယားနဲ့စတဲ့လုပ်ငန်းတွေရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်ပြီးလဲပတ်တော့မယ်လို့တော့မှန်းဆရပါတယ်။မြေသိမ်းရမှာအခမဲ့လွှဲပြောင်းနေဆိုတော့ပြည်သူပိုင်မြေတော့မဟုတ်ဘူး။အဲ့ဒီဘက်ကျိုးဝိုင်းလားကျိုးပြင်လားဓမ္မဦးချမြေလားတခုခုပေါ့ဟုလင်းကဆက်လက်ရှင်းပြသည်။2020ခုနှစ်စစ်အာဏာသိမ်းပြီးနောက်အကြမ်းဖက်စစ်တပ်က ရုရှားမြောက်ကိုရီးယားတရုတ်နိုင်ငံတို့နှင့်ပုံမိုထိတွေ့ဆက်ဆံလာပြီးအထူးသဖြင့်အဆိုပါနိုင်ငံများမှဆက်လက်နဲ့ပစ္စည်းများနှင့်ဤပညာများကိုပုံမိုရယူနိုင်ရေးကြိုးပမ်းလာသည်ကိုမြင်တွေ့ရသည်